အားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေအော်တိုဘာလ23ရက်နေ့နေ့လယ်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆေအိုဆူရဲ့တူယောင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်များပြတ်သားစွာညှင်းပယ်ရမည်ဟုတွန်အန်ထရူးတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာစစ်အုပ်ချုပ်ရေးကိုပုံမှုခိုင်မာစေပြီးနိုင်ငံတကာဖိအားတွေလျှော့ချဖို့ကိုသာရည်ရွယ်ထားတဲ့စစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုအာဆီယံကောင်ဆောင်တွေပြပြတသားသားညှင်းပယ်ရမယ်လို့ မြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်အန်ဒရူးကပြောဆိုလိုက်ပါတယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတိုင်ပြီးကုလကိုယ်စားလှယ်တွန်အန်ဒရူးကအာဆီယံဟာမြန်မာနဲ့ပတ်သက်တဲ့မဟာဗျူဟာပိုင်းမှာလမ်းဆောင်လမ်းကွာကိုရောက်ရှိနေပြီလို့ပြောဆိုထားပါတယ်ဆီယနာတိန်အစိုးရကလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲဖြစ်ပေထားပါတယ် နိုင်ငံရေးအကျဉ်းသားများစွာကိုထောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းမီဒီယာဟာလွတ်လပ်ခွင့်တို့ကိုတားမြစ်ခါအရက်သားတွေအပေါ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေချိန်စေယုစုကအာဆီယံကိုလှည့်စားမဲ့ရွေးကောက်ပွဲတစ်ခုကိုတရားဝင်အသိအမှတ်ပြုဖို့လိုလားနေပါတယ်လို့တွန်အန်ဒရူးကပြောပါတယ်။အာဆီယံကောင်းဆောင်တွေအနေနဲ့စစ်ကော်မရှင်ရဲ့လှည့်စားမှုကိုတရားဝင်ဖြစ်စေမယ်ဘလို့အရာကိုမဆိုရှောင်ရှားရမှာဖြစ်ပြီးရွေးကောက်ပွဲစောင့်ကြည့်သူတွေစေလို့ချင်းကလည်းရှောင်ရှားရမယ်ထဲပါဝင်နေတယ်လို့ကုလအထူးကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။ ကြားပြင်တွန်အန်ထရူကဆေးအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်သွားစေပြီးသူတို့ဆေးအုပ်စုရဲ့အဖြစ်တွေကိုကောက်ခွဲပေးရရောက်သွားမယ်လို့ပြောဆိုထားပါတယ်။လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးဟာအာဆီယံရဲ့ယုံကြည်ကိုးစားနိုင်မှုကိုအဆုံးဖြတ်ပေးမယ့်အခိုက်အတန့်ဖြစ်တယ်လို့အာဆီယံအနေနဲ့မြန်မာဆေးအုပ်စုစီကနေတာဝန်ခံမှုတောင်းဆိုဖို့အကြံဖတ်မှုအဆုံးသတ်ဖို့တက်ဆိုင်သူအလုံးနဲ့အတိတ်ပဲရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေအတားအဆီးမရှိဖွံ့ဖြိုးတိုးဖို့ကိုတောင်းဆိုကောင်း ခေါင်းဆောင်မှုပြသဖို့အာဆီယံကိုမြန်မာပြည်သူတွေမျှော်လင့်နေကြောင်းတွန်အန်ရှူးကပြောဆိုထားပါတယ်။အကြံဖက်စီအုပ်စုကလာမယ့်ဒီဇင်ဘာမှာအတူရောင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ပြင်ဆင်နေပြီးအဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုမြန်မာနိုင်ငံတဝမ်းမှာသာမကဘဲကမ္ဘာနိုင်ငံအသီးသီးရှိမြန်မာလူမျိုးတွေကလည်းခန့်ကွက်ဆန္ဒပြမှုတွေပြုလုပ်နေပါတယ်။ဆက်လက်ပြီးစီကောင်းဆောင်မေအောင်လိုင်းဒီနေ့လည်းအာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ရမှာမဟုတ်ကြောင်းမလေးရှားဝန်ကြီးချုပ်အတီးပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်ဆောင်မရောက်လိုက်ဟာစစ်တပ်လော်ဘီတွေဝါဒဖြန့်နေတယ်လို့အာဆီယံထိပ်သီးညီလာခံအစည်းအဝေးတက်ရောက်ခွင့်ရရှိမှာမဟုတ်ဘူးလို့အာဆီယံအလေးချဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ဖော်ပြောကြားလိုက်ကြောင်းမလေးရှားဗနာမသတင်းဌာနကသတင်းဖော်ပြထားပါတယ်။အော်တိုဘာ26ကနေ28ရက်အထိ၃ရက်ကြာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာစစ်ကောင်ဆောင်မရောက်လိုက်တက်ရောက်မယ်လို့စစ်တပ်ထောက်ခံတဲ့သတင်းမီဒီယာတချို့ကဖော်ပြခဲ့ပေမဲ့ညီလာခံမစတင်ပြီးရက်ပိုင်းအလိုမှာ မလေးရှားဝန်ကြီးချုပ်ကမြန်မာစစ်ကောင်ဆောင်မတက်ရောက်ဘူးလို့အတည်ပြုခဲ့တာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ကမြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့အာဆီယံအနေနဲ့မြန်မာစစ်ကောင်ဆောင်ကိုတိုင်2021ဧပြီမှာသဘောတူခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်အပေါ်မှာသာဆက်လက်ရည်တည်ဆဲဖြစ်ပြီးဘုံသဘောတူညီချက်၅ရက်ကိုခိုင်မာစွာစုပ်ကင်ထားဆဲဖြစ်တယ်လို့တရားဝင် ထုတ်ပေါ်ပြောဆိုထားပါတယ်။အာဆီယံဟာ2021ခုနှစ်နှောင်းပိုင်းကလေးကမြန်မာနိုင်ငံကိုစားဖြူအပြင်နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ် non political representative ကိုသာစေအုပ်စုကိုတယောက်ခွဲပြုမယ်လို့စုံဖြတ်ခဲ့တယ်လို့အဲ့ဒီနောက်ပိုင်းမှာလည်းစစ်ကောင်ဆောင်ဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့မှုမရှိတာကြောင့်အာဆီယံထိပ်သီးညီလာခံအပါအဝင်ဆက်ဆက်အစည်းအဝေးတွေကိုတယောက်ခွဲမရခဲ့ပါဘူးစစ်ကောင်ဆောင်မရောက်လိုက်အပြင်စစ်ကော်မရှင်နိုင်ငံသားရေးဝင်ကြီးလေအာဆီယံနိုင်ငံသားရေးဝင်ကြီးအစ်စ်နဲ့ဆက်ဆက်အစည်းအဝေးတွေမှာတယောက်ခွဲမရခဲ့တယ်လို့စေကောင်းဆောင်နဲ့သူရဲ့နိုင်ငံသားကြီးဝင်ကြီးတို့ဟာအာဆီယံထိပ်သီးညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်မရတာအချိန်ကြီးအတွက်အပြင် အနည်းဆုံး၉ချိန်ရှိပါပြီ။လာမယ့်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရုရှားဝန်ကြီးချုပ်စာရဲအင်အားကြီးနိုင်ငံတွေကခေါင်းဆောင်တွေနဲ့တက်ရောက်ဖို့ရှိနေတယ်လို့ဖိလစ်ပိုင်နိုင်ငံကအာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းရယူဖို့ရှိနေပြီးမြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့တီမောနိုင်ငံကလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်တခုဖြစ်ဖြစ်လာဖို့ရှိနေပါတယ်။ ဆက်လက်ပြီးမြမအခြေအနေအလွန်ဆိုးရွားနေပြီးလူဦးရေထက်ဝက်ကျော်စင်းရဲတွင်းနဲ့နေကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းထောက်ပြရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခူလာတမကဆိုင်ရာမြမအမြဲတမ်းကိုဇက်လေတမ်မတ်ကြီးဦးကျော်မိုးထွန်းကခူလာတမကလူမှုရေလူသားချင်းစာနာထောက်ထားမှုနဲ့ရင်းချေးမှုရေးရာကော်မတီတတိယကော်မတီမှအလွန်အမင်းစင်းရဲနှွမ်းပါမှုနဲ့လူခွင့်ရေကောင်းစင်နဲ့အပြန်လန်ဆွေးနွေးရမှာမြမအခြေအနေဟာအလွန်ဆိုးရွားနေပြီးလူဦးရေထက်ဝက်ကျော်ဟာစင်းရဲတွင်းနဲ့နေကြောင်းထောက်ပြပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဆွေးနွေးပွဲကိုမနေ့ကအောက်တိုဘာလ22ရက်နေ့နေ့လယ်ပိုင်းမှာကျင်းပခဲ့တာဖြစ်ပြီးမတရားဆင်အာဏာသိမ်းမှုရဲ့ရလဒ်တွေနဲ့စေအုပ်စုကနေအယက်သားပြည်သူတွေအပေါ်ဆင်ခဲ့ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေဟာအလွန်ဆိုးရွားလာနေတယ်လို့တန်မတ်ကြီးကပြောဆိုခဲ့တာပါလက်ရှိမြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်ကျော်ဟာစင်ရံနွမ်းပါမှုအတွင်ကျရောက်နေပြီးစေအုပ်စုရဲ့အကြံဖတ်မှုနဲ့ရည်ရွယ်ချက်ရှိရှိဖဲ့ကျင်ရေးဥတီချက်တို့ကြောင့်ပြည်သူ၃.၆တန်နေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရက22တန်ခန့်တော်ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအရေးတကြီးလိုအပ်နေတယ်လို့တမ္မတ်ကြီးဦးချော်မိုးထွန်းကဆိုပါတယ်။ထို့ပြင်စေအုပ်စုရဲ့လက်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ငတ်မို့ခေါင်းပါမှုတန်းကြောင့်အမျိုးသမီးတွေနဲ့လူငယ်လူရွယ်တို့ဟာလူကုန်ကူးခံရနိုင်တဲ့အန္တရာယ်အလွန်မြင့်မားလျက်ရှိပြီးအွန်လိုင်းလှည့်လည်လှည့်ပြမှုလူနဲ့မှုရည်စည်းဝါကုန်ကူးမှုစားတဲ့နေဆက်ဖြတ်ကျော်မှုမှုကင်းတွေရဲ့ တားကောင်တွေဖြစ်နေတယ်လို့လည်းထည့်သွင်းပြောဆိုသွားပါတယ်။2022ခုနှစ်မှာကလေးသူငယ်53ရာခိုင်နှုန်းဟာအမျိုးသားရေးအဆင့်ဆင်းရဲနှံပါမှုမြင်အောက်ကိုကြားရောက်နေပြီးထိုင်နိုင်ငံလုံးအတိုင်းအတာလူဦးရေရဲ့30ရာခိုင်နှုန်းကစားနပ်ရိက္ခာမဖူလုံမှုပြဿနာဖြစ်ရင်ဆိုင်နေရကမြန်မာနိုင်ငံဟာကမ္ဘာစားနပ်ရိက္ခာမဖူလုံတဲ့နိုင်ငံတွေအနက်အဆင့်ငါးမှာရှိနေတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။ထို့ကြောင့်နိုင်ငံတကာအတိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးဝိုင်းဝန်းကူညီပေးကြဖို့စစ်အုပ်စုကနေကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ယာဇဝတ်မှုတွေအတွက်လဲတာဝန်ယူမှုတာဝန်ခံမှုရရှိစေရေးဝိုင်းဝန်းကူညီပေးကြဖို့ကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါပြင်စေအုပ်စုကိုဘလို့တရားဝင်မှုမှမပေးအပ်ဘူးစေအုပ်စုကနေပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုအလုံးစုပေါင်းပြီးညီညီညွတ်ညွတ်ကန့်ကွက်ပေးကြဖို့ကိုလည်းတမ်မတ်ကြီးဦးကျော်မထွန်းကတိုက်တွန်းတောင်းဆိုထားပါတယ်။စမိုက်တဲ့တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်